အလုံးမေးမင်္ဂလာပါရှင်မြန်မာ audio book channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းတဲ့ဝတ္ထုလေးကတော့လင်းစိုးမယားဆိုရဲဝတ္ထုလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်နေစဉ်ဇလန်တစ်တစ်ကိုတင်ဆက်ပေးမှာဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးဘေးကကောင်းကောင်းလေးကိုလည်းနှိပ်ထားပေးပါအောင်ရှင်ကဲဒါဆိုရင်ဇလန်လေးကိုစလိုက်ကြအောင်ရေတန်းလို့ဆိုလိုက်တာနဲ့ရွာရီကလူတွေအကုန်နှာခေါင်းရှုံကြသည်ရှုံးရအောင်လေ ဂုံပုတ်တွေကများတာကိုကြောင်ဝိုင်းလေးပါတယ်ဖဲဝိုင်းလေးပါတယ်အရှံဝိုင်းလေးပါတာပဲဘယ်နေရာမှာတော့ရမ်းဖြစ်ပြီးတော့ရိုက်ကြလို့ရယ်ပြေးမကြည့်နဲ့တွေးကြည့်အောင်မှန်းနေထိုနေရာ၌မြင့်တန်ရှိတယ်ဟဲ့အောင်မြင့်တန်မင်းမူးနေပြီတော်တော့ကွာဟာဘာလဲကိုချစ်ကချုပ်ကိုမောင်းထုတ်နေရလားအာမဟုတ်ပါဘူးမြင့်တန်ရာနေလဲကြနေပြီဆိုတော့စိုင်းသိန်းတော့မှမလို့ပါ အေးဆိုင်သိန်းတော့မလားဒါဆိုရင်ကြုတ်တလုံးယူပြီးတော့ပြန်မယ်အေးပါကွာဆက်ပြောနေလေဘာကြိုးမှမဖြစ်ထုံးနိုင်တာကိုသိလို့အချက်ရက်ဆိုင်လေးဖွင့်ထားတဲ့ကိုချစ်ကလည်းစိတ်ကျဉ်နေအောင်အရက်တလုံးပေးပြီးတော့ပြန်ခိုင်းလိုက်ရတော့သည်အေးအရက်ကိုကြိုက်လို့တောက်တယ်လူဟာဒီခွေးစုပ်ကတော့ကွာလမ်းထိုက်ကခွေးရောင်တန်းနဲ့အတူယောက်ျားဖြစ်သူရဲ့အတန်ကိုပါကြားလိုက်ရတာကြောင့် အေမီတယောက်တက်ပြင်းချနေမိတော့သည်အေမီနဲ့မြင့်တန်းလို့မညာခင်ကအေမီဘက်ကအမျိုးတွေကဝိုင်းတာကြပါသေးတယ်အေမီကငယ်ကလည်းငယ်မိဘတွေကလည်းမရှိတော့တာမို့အတော်ဖြစ်သူတွေကခေါ်ယူမွေးဆခဲ့ကြတာဖြစ်တယ်ပြည့်စည်ရှိတဲ့အတိုင်းဝိုင်းမို့အေမီလည်းလူမွေးသူမွေးတော့ပြောင်းခဲ့ရပါတယ်မြင့်တန်းကတော့မိခင်မုတ်ဆိုးမကြီးနဲ့နှစ်ယောက်ထဲနေပြီးကျုံရလုံးလုံးရင်းနဲ့ဘဝကိုဖျက်ဆီးနေတာဖြစ်တယ် မြေမာများတော့ခင်းဆိုတဲ့အတိုင်းအိမ်မီတယောက်မြင့်တန်းပေါ်ကိုဂယုဏမိုးရီအဆွေလွန်ပြီးတော့ညားငယ်ကြတာခလီတောင်းမှနှစ်ယောက်ရပြီအတော်ရီကဘလို့ပင်တားခဲ့တော့လဲအိမ်မီနဲ့မြင့်တန်းညားစားခဲ့သည်မို့ဆွေမျိုးမျိုးခန်းဖြစ်သားကြတော့သည်ရဲကစားတော့ကတော့ဒင်းကတော့မူမပြတ်အတောင်စားမဖတ်ပဲအလုတ်ချိုးစားပြီးသူ့ကို အလိုလိုက်ရှာသည် ပထမဆုံးသားစီမွေးပြီးတဲ့နောက်ပိုင်း အလုတ်ပင်ပန်းတော်ကိုအချောင်းပြပြီးတော့အတောင်စားဖတ်လာတယ်။နောက်ပိုင်းတော့ပူပူဆိုးလာပြီးတော့အလောင်းစားဘက်ပိုင်းလာကြောင်းသူရှာသမျှငွေကိုအေးမီထံကိုရောက်မလာတော့ပါ။အပြော်ဘွားတော်ကအတော်ရီစီမှာထမင်းဆက်ဟင်းချက်လောက်သာလောက်ခဲ့ပို့တဲ့အေးမီတယောက်ဈေးပန်းကိုခေါင်းရွက်ပြီး ရွာထဲဟင်းရွက်ရှောင်းနေရပြီ။ဘဝဆရာကြီးကမျက်လှပြလိုက်တယ်လို့ပင်အရင်တုန်းကနေတော့တခြားစီမရှက်နိုင်အောင် တအိမ်ဝင်တိုင်အတွက်နဲ့ဈေးရောက်နေရသည်ဒေသတဲ့ကံမကောင်းရှာတဲ့သမီးလေးကသရုပ်ဘွားလေးကိုရှောက်လာသေးသည်သမီးလေးကောင်းဝင်ရှိချိန်မှာတော့ဒင်းအတော်ချင်းငိမ့်သွားသေးသည်အတောင်စားရိရက်ပြီးတော့အလုပ်ပုံမှန်လောက်ကမွေးစရိတ်အတွက်ငွေအပ်သေးသည်နောက်တော့လေဒုံရင်ကဒုံရင်နဲ့ကိုစောရင်သမီးလေးတော်မှလေးနှစ်ထဲကိုရောက်ချေပြီးဒါကြီးကတော့ခုနှစ်နှစ်ထဲမလို့ သူ့အတွက်တော့အဖို့ကိုရနေပါပြီမိမရေငါပြန်လာပြီကွထွက်မကြော်ဘူးလားအေမီတယောက်လင်းဖြစ်သူရဲ့အတန်ဆိုးကိုကြားမှာပဲအတွေးလွန်နေရကနေတတိဝင်လာတော့သည်ဟေးဒီမိမငါခေါ်နေတာကိုဒီမှာကိုဟွာတော့မှခြေနောက်ပါတာပဲတက်လာပေါ့ဘာကွတနေ့တနေ့တစ်ချက်ချက်နဲ့ရမ်းဖြစ်ရသည့်အချိန်က ဒီရက်ဆိုင်ကပြန်လာတဲ့အချိန်ပဲဖြစ်ပါတယ်။တခါတလေ၃ရက်လောက်အိမ်ပြန်မလာတဲ့အခါဆိုစိတ်ချမ်းသာရသည်ကအတိုင်းမသိ။ဒင်းပြန်လာပြီဆိုရင်အိမ်မှာဆုံရပူရပြီ။ငါထမင်းစားမယ်။ဘာဟင်းရှိလဲ။အဲ့မှာရှိတာကုန်ပဲ။စားစရာရှိတာကိုစား။ဟာမင်းဟင်းကဘယ်နေလာလဲကစုံရွက်ကြော။ဘယ်နေလာလဲ။ဒီမှာ အဲ့ဒီကစုံရကျော်တော်မှာတော်စားရကံကောင်းနေမှတော်လှစားတပြားမှမပါဘူးဘာကွာဒီမိမကွာကဲကွာကျမ်းမြမပြန့်ကျဲသွားတဲ့ထမင်းနဲ့ဟင်းတွေကိုကြည့်ပြီးအေးမိလေဒေါကံပြီးတော့ထတီးဖို့အလုံးတမင်းရဲ့အတန်းကြောင့်စိတ်ထိန်လိုက်ရသည်မိမိတမင်းချောက်တယ်လာလာတမင်းဘာမှမကြောက်နဲ့မိမိရှိတယ်နော်နှုတ်နေတဲ့ကလေးတွေရဲ့စိတ်ထဲမှာ စိတ်ထဲအားရသွားမှဆိုလို့အိမ်မီဒေါသကိုထင်ရင်နဲ့သမီးလေးကိုချော်သိမ့်နေတော့သည်အိမ်ရှိကန်းမှာတော့အော်ဟစ်ဆဲဆိုကအရက်တောင်းနေသူကတော့မြင်တမ်းပါပဝင်းချင်းကလည်းသူ့အချောင်းကိုတိကြသည်မို့ဘသူမှဝင်မပါကြတော့ပြီအိမ်မီတယောက်မနဲ့ဆော့ဆော့ထားကမင်းညရဲကပြင်ဆင်ထားတဲ့ဈေးပန်းကိုခေါင်းပေါ်မှာရွက်ကရွာရဲကိုလှည့်လည်ပြီးဖြစ်သည်ဘေးကတော့ရွှေ့စီခလေးအပ်ထားပြီးဈေးရောက်ထွက်နေကြပြီး ရှေကမ်းမှာဂုတီမူပြီးတော့အိတ်နေသူကတော့မြင်တမ်းမှာအယက်အာမဘေးထလာတာဖြစ်တယ်။ဟာရီယာကစုံရွက်တွေပါတယ်နော်။လာအောင်အင်မီဟုတ်ကြည့်ကြည့်တယ်။ရွာထဲကလူတွေကတော့အင်မီကိုချစ်ကြသည်မဟုတ်တခုတ်တကအားပေးကြသည်။တချို့အင်းနေဆိုရင်စားစရာပိုနေရင်တားနဲ့သမီးအတွက်ထုတ်ပေးလိုက်ကြသည်။တမနလုံးရောင်းလို့ပြီးတော့အင်မီအိမ်ပြန်လာခဲ့သည်။တားနဲ့သမီးကိုဝင်ခေါ်ပြီး မနက်စာနဲ့နေ့လယ်စာကို ပေါင်းပြီးတော့ချက်စားလိုက်သည်ပြီးရင်ရွာနောက်ကအင်းတွေကို နောက်နေ့ရောက်မှုအတွက်ကစုံရွက်နဲ့တစားရွက်ဒီခူးရအောင်မှဖြစ်တယ်မောင်မောင်ပန်းပန်းနဲ့ဟင်းရွက်ခိုးပြီးပြန်လာတဲ့အင်းမီနဲ့အင်းရှိမှလူတွေစုနေတာကြောင့်ရင်းထိပ်ပြီးအိမ်ထဲကို ပြေးဝင်ခဲ့ကြသည်ဘာဖြစ်ကြလဲလေရှင်ဟာအင်းမီဘာဖြစ်ရမှာလဲနေ့ယောက်ျားကဖဲကျွေးမဆက်လို့ငါတို့ကတောင်းတာရှင် ဟုတ်တယ်။ဟဲကောင်မြင်းစံစေးလာစံလေးစားပါအောင်ရှင်။ဖဲကျွေးရဘလောက်တောင်လဲ။9000ဘလို့9000တန်နေလုံးချိန်ချောင်းအောင်ရှောင်းရင်စားဖို့အနိုင်နိုင်ရတာကိုဒင်းကတော့တရက်ထဲနဲ့ဖဲကျွေး9000တင်အောင်ရှိုင်းနိုင်လေသည်။လက်ဖန်ဆက်ဆက်ပေးမိဖြစ်ချောင်းကို တောင်းမှန်ကပြန်လှုပ်လိုက်ပြီးတော့အိမ်မီအိမ်မော်တက်လာတော့သည်။အိမ်မော်မှာတွေ့လိုက်ရတာကတအိမ်လုံးပွားစားခြင်းလို့ ်တက်တာတယ်လဲအကုန်မှွေနောက်ထားလေသည်ကော်မြင့်တန်းဟာဘာလဲကွာလန်တကြားနဲ့ရှင်ဟာလူစိတ်ရောရှိသေးရဲ့လားရှင်မှာသားနဲ့သမီးနဲ့ရှိသေးတယ်အဲ့တော့ငါကဘာလုပ်ရမှာလဲငါအကျွေးကိုစပ်ပွဲငွေလိုတယ်ဘယ်မှာလဲလက်စွပ်ကပေးစမ်းဘာလက်စွပ်ခုမှပဲအမိရှင်ထိတ်သွားရသည်ကလေးတွေကိုကြောင်းထားနိုင်မို့အလောက်စူးစားပြီးဝယ်ထားတဲ့လက်စွပ်လေးကို ထင်းတွေ့သွားပြီးထင်းသည်တစ်သားစီကို ပြေးသွားပြီးအိမ်ကင်းနဲ့ကတ်ထားတဲ့လက်စွပ်ကိုမြင်မှစိတ်အေးသွားရသည်အော်လက်ဆက်တော်ဒီမာကိုရှင်အနာကမလာနေနော်ဒါသားတဲ့သမီးအတွက်လှုပ်ထားတာရှာမရှိနဲ့ငါ့ကိုပေးစမ်းမပေးဘူးဟာကဲကွာပားစီကနာကျင်တဲ့ဝေဒနာကိုခံစားလိုက်ရပြီးအေးမီခွေလဲကြာသွားတော့သည်နားထဲမှာမြင်တိုင်းရဲ့ကျင်းနေတဲ့ရီတံကို ကြားတစ်ချက်မကြားတစ်ချက်နဲ့ရှိနေသည်။ရောက်ဒီမှာပါတော့မင်းရဲ့ဖဲကျွေး။ဟာဒီလိုမှပေါ်မြင်တဲ့ကဒီနေရောခြောက်အောင်မလား။အေးခြောက်မှာစောင့်နေ။အင်ရနေလူယူလာတဲ့လက်စွပ်လေးကိုရောင်းပြီးဖဲကျွေးဆက်ကပိုရာကိုအရွက်ကျွေးပေးပြီးတော့သုံးရက်လောက်အိမ်မပြန်တော့ဘူး။အေးမိခမရမှာတော့တမန်နှလုံးရွာစင်လှည့်ရောင်းကားမှာ3400နောက်မနေခုတော့အယူမှားမိလေတဲ့မြေတန်းဆောင် လင်းဆိုးမရတဖဖဖြစ်ရခြင်းပြီးကိုလည်းအိမ်ပြန်မလာတာ၃ရက်လောက်ရှိပြီမို့ခလေးတွေနဲ့တူစိတ်ချမ်းသာရသည်အေးဟဲ့ကောင်မြေတန်းဖဲဝိုင်းတော်မလာနိုင်လောက်အောင်မွေးနေပြီလားကွာဟေးပါတော့စကားကိုကြည့်ပြောငါမလုပ်ရဲတာဘာမှမရှိဘူးဒါဖြစ်ရင်ညနေဝိုင်းအောင်လာခဲ့ကွာသွေးရှိမှလာနော်အရက်ဆိုင်ပန်းရှင်ကိုချစ်လဲကိုမြေတန်းကိုဖြောက်ဖြောက်ကြည့်ဖို့စူးစမ်းသည် မြေတန်းသူဆိုင်မှာတောင်းနေနေတာကိုဒီနေ့နဲ့ဆိုရင်၄ရက်ရှိသေးပြီခဲကောင်မြေတန်းမင်းဆက်မပိုက်ပါရဲ့တော့ကွာအိမ်မီတွေမျက်နှာလည်းကြည့်ပါဦးသူ့ခမရခလေးနှစ်ယောက်နဲ့ဘလောက်တောင်ပင်ပန်းရှာလိုက်မလဲဟာကိုချစ်ရခမရနဲ့ဘာဆိုင်လို့နားနေတာလဲခဲကောင်ခွေးစကားမပြောနဲ့ငါမင်းကိုမကြည့်ရလို့ပြောနေတာအဲ့ဒီဘာတုံးဆိုရဲကောင်စီကိုမတော်နဲ့တော်ရင်မင်းမဲဒုက္ခရောက်မှာဟာဟာမြေတန်းကွာ သွေးကြောင်နဲ့ကောင်းစားတွေကိုမပါဘူး။သူစကားကိုအဖတ်တောင်းမလုပ်ဖဲနဲ့ဒရင်ထရိုင်နဲ့ထွက်သွားတဲ့မြင့်တန်းကိုကျင်းရင်ကိုချစ်တယောက်အေးမီကိုတနာနေမိသည်။ဟိုဘက်ရွာကအေးမီအတော်ရီနဲ့ကိုချစ်ကတော့အတော်လီရှင်နေသည်။ဟာမြင့်တန်းကြီးတကယ်ကြီးလာတာပဲကွာ။ထိတ်ကောင်ပါတော့ငါကပြောရင်ပြောရတဲ့အတိုင်းလုပ်တတ်တာကွာ။ဟုတ်ပါပြီကွာ။လောလောဆယ်ငါ့ကိုငွေဆယ်သိန်းအရင်ချပြီ။ဟော ီလိုလွန်လွန်းနဲ့ဘေးရမလဲမိဘကဘာပြန်ပြီးမှလဲမြင်တဲ့ဟာငါအိမ်နဲ့ချောင်းအပေါင်ထားတယ်ကွာစိုက်ပြီဟိချော့ဒီမှာဆဲသေးဖေးဝိုင်းမှာမိုင်းလုံးကြီးနေတဲ့မြေတန်းကတော့အစာပိုင်းသာနိုင်ပြီးတဖြည်းဖြည်းနဲ့ရှုံးပွဲဆလာလေးသည်ရှုံးမဲမဲပြီးငွေယူရင်းနဲ့ဖေးရိုက်လိုက်တာသိန်း90လောက်အကျွေးတင်သွားတော့သည်ဘာတို့တို့အဖွဲကလည်းတလာအတွင်းလာမယွေးနိုင်ရင်အဆုံးပဲဟု ပြောလိုက်တာကြောင့် မြင်တန်အိမ်ပြန်လာတော့သည်ဟေ့အင်းမိငါပိုက်စားတယ်ဒီမှာငါးချောင်ရှိပါတယ်တမီးလေးကနေမကောင်းဖြစ်နေရကြောင်းရမ်းမဖြစ်အားဖြင့်ပြုစုနေရသည်တမီးလေးအားရှိအောင်မနက်ကစုပ်မိတ်ပြီးတော့ချက်ပေါင်းတစ်ချောင်းကိုဝယ်လာကစုပ်ပြုံလေးပြုတ်ထားလေးသည်ဒါနှစ်ကောင်ကတော့လမ်းမှာငါးမြသမားရင်းနဲ့တွေ့လို့ဟင်းစားပေးလိုက်တာဖြစ်သည် အမေဒီမှာကြက်စုပ်ပြုတ်ရှိတာကိုငါးချောင်ကဘာလို့အောင်မလဲ ကောင်းမြင့်တန်းတမီးလေးပို့ပါနော်မစားပါနဲ့တမီးနေမကောင်းဟာမသိဘူးကွာစားတယ်စားတော့ဘာဖြစ်လဲရှင်ဟာလူစိတ်မရှိတဲ့ဖခင်ပဲအတန်းစူးစူးညံ့ညံ့ရေးကြောင့်အိပ်ပြောင်နေတဲ့အေမီရဲ့တမီးလေးလန့်နိုလာသည်မမီဟမ်တမီးလေးမမီရှိတယ်နော်တလာကြပြီးနောက်နေ့မှတော့ဘာတော်တော်အင်ကိုရောက်လာကြတော့သည်ဇေယောင်ရာကနေပြန်လာတဲ့အေမီလေးဘာတော်တော်ကိုမြင်တော့ ဒိန်ဘာပြက်တနာရှာလာပြန်ပြီလဲမသိချင်းဟဲ့အင်မီနေရကြဘမ်းမလဲအိမ်ပြန်မလာတာတပတ်လောက်ရှိပြီအေး तू မရှိရင်လဲရှိနေသူကိုပြောရမှာပဲဘာများလဲကိုဘာတုတ်ရဲ့အေးကိစ္စကတော့နေရကြဒီအိမ်နဲ့ခြံကိုပေါင်ပြီးတော့ဖဲလာရိုက်ထားတာပဲအဲ့ဒါတလားပြည့်ရင်လာရွေးပါမယ်လို့ပြောသွားတာခုတလားပြည့်ပြီဘလို့ဘလို့ကိုဘာတုတ်အိမ်ပေါင်ပြီးတော့ဖဲရိုက်တယ် ေးဒီမှာစာချုပ်ရှင်ဒီနေ့လာမရွေးနိုင်ရင်လက်ဖန်အိမ်မော်ကစဉ်းကြပြီတော့အသားတွေတဆတ်ဆတ်နဲ့ရင်ထဲမှလည်းဒေါသမီလျံတွေကတောက်လောင်စွာနဲ့အေးမီရန်နေသည်ဘောင်းလာကလေးကအဆဆာရရတီးခန့်ခဲ့ပေမယ့်အခုတစ်ချိန်တော့မြေတန်းလုံးပုံကတော့သူ့လုံးဝခွင့်မလွန်နိုင်တော့ဘူးတာသမီမျက်နှာလေးမချိတတ်တဲ့ဒီလူယောက်မှနဲ့တက်တက်လုံးဝေးဖို့ကို သူ့ကြိုးစားတော့မယ် န်နေစာထမင်းဆန်နေတော့ကိုရွာတွေကပုတ်တော်ရဲ့အလောတစီပြင်းရင်နဲ့သူ့နာမည်အော်လာလာကိုကြားလိုက်ရတော့ဒီမအေးမိပြောမအေးမိဟဲ့ပုတ်တော်ထိတ်ထိတ်ပြပြနဲ့ဘာဖြစ်လာတော့ကိုမြေတန်းထန်းတော်ကြောင်ဝိုင်းမှာဓာတ်တော်ခံရလို့သိပြီဟင်မြေတန်းသိပြီစိတ်ထဲမှာတစ်ဖက်ကပေါ်သွားသလိုတစ်ဖက်ကလည်းလေးလေးကြီးခံစားလိုက်ရသည်ဘလောက်ပဲကို့ဘောကမကောင်းခဲ့ပေမဲ့ အားလုံးကိုအတိုက်ခံလောက်ကချစ်ခင်ရသူမို့လွန်လွန်ဆွေဆွေချင်းဖြစ်နေပြီ။မြေသားရဲ့ကောင်းမှုကြောင့်ဒီနေ့အိမ်မော်ကဆင်းပေးရသလိုတောက်တံမှာအာသုဘပြင်ထားတာကလည်းမြေတံပဲဖြစ်လေသည်။ပေါင်းခဲ့ရတဲ့ကာလတစ်လျှောက်အမျိုးမျိုးစိတ်ဒုက္ခပြီးခဲ့သူဟာခုတော့မပေးနိုင်တော့ဘူး။ကလေးတွေကိုနောက်ဆုံးနေနဲ့ကတော့ခိုင်းပြီးအိမ်မိတယောက်ကလေးနှစ်ယောက်ကိုလက်ဆွဲကအတော်ရီရှိတဲ့ဟိုဘက်ရွာကို ထွက်လာခဲ့တော့သည်။ အရင်တုန်းကမင်းသမီးတစ်ပါးလုံးနေခဲ့ရတဲ့အင်ဂျင်ရှင်မှာကလေးတစ်ယောက်ကိုလက်ဆွဲထားရင်းနဲ့တွေ့ဝေငေးမောနေမိသည်ထိုစင်မှာပဲတကားနှစ်ဆက်ကပွင့်သွားပြီးတော့ဝမ်းနေဝမ်းသာမျက်နှာနဲ့သူမရဲ့ကျေးဇူးရှင်ဒေါ်တော်မြတ်ထွက်လာတော့သည်ဟဲအေးမီအမိုက်မနေပြန်လာပြီနော်အမလီဒေါ်တော်မြတ်မောပန်းနွမ်းနဲ့ခေရသမ ्या ကိုဒေါ်တော်မြတ်ရဲ့ရှင်ခွင်ထဲကိုဝင်ပြီးကလေးလေးတစ်ယောက်လုံးငိုချပြလိုက်တော့သည် ကလေးနှစ်ယောက်မိခင်ဖြစ်ပေမဲ့လေကတော့အေးမိဒီခမရမှာကလေးငယ်တယောက်လုံးငိုနေမိတော်သည်ကဲတိတ်ပါကွယ်ဒါနဲ့ဟိုအရီကငါမြေးတွေလားဤဟုတ်ဟုတ်ပါတယ်တော်တော်များကဲအဖွားစီကိုလာကြပါအောင်ကွယ်ရှုံလေးတမကမနဲ့မြင်းနှစ်ယောက်ကိုချီဒေါခင်မြတ်ရဲ့စိတ်ထဲမှာကျဉ်းနှမှုတွေခံစားလိုက်ရသည်တကယ်ဆိုသူတို့လူကြီးတွေအတကြီးကဲ့သို့ ချစ်တူမလေးခမညာဒုက္ခပင်နေဝေခင်းရသည်ကဲလာကြအိမ်နေကိုဝင်ကြမင်းတမီးကိုခွင့်လွတ်ပါနော်တော်တော်မြတ်ခွင့်လွတ်ပါလေကွယ်လာပါအခုညီဝတ်တောင်မှာချွတ်သွားပြီမလား